ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ရန်ကုန်တောင်ချိုင်ကာတွန်း channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါရရှင်။ဗီဒီယိုလေးမကြည့်ခင်မှာ VBM လေးဖွင့်ပြီးကြည့်ပေးကြဖို့မြစ်တာရခန့်အပ်ပါရရှင်။ဒီကနေ့ပရိသတ်တွေကိုတင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့အခုငါမင်းကိုနောက်ဆုံးတစ်ခါအခွင့်ရှိပေးနေတာနော်။ file တွေမှာအမားတွေအကုန်လုံးကိုမင်းအမြန်ဆုံးပြန်ပြင်လာခဲ့။နောက်တစ်ကြိမ်ထပ်ပြီးတော့မှားနေအောင်မယ်ဆိုရင်တော့ငါအဆုံးမဆုံးနဲ့။ ငါမင်းကိုတာဝန်ဝတရားတွေကိုယူတတ်မယ်ထင်လို့ဒီတာဝန်တွေအားလုံးလွှဲပေးထားတာမင်းကတော့တာဝန်မျိုးတက်ဖို့နဲ့တူတယ်ငါစီမှာနောက်ထပ်လူတွေအများကြီးရှိတယ်ဒီအလုပ်ကိုစိုက်ပါလက်ပါနဲ့လုပ်နိုင်နေတူတယ်ဟုတ်ကဲ့ပါဆရာကျွန်တော်သတိထားလိုက်ပါမယ်နောက်ဆိုင်တော့ဒီလိုအမှားထပ်ပြီးတော့မဖြစ်စေရပါဘူးကောင်းပြီလေဒါဆိုရင်တော့မင်းအလုပ်တွေပြီးအောင်လုပ်ထားလိုက်ငါရဲ့ညီမလေးဒီနေ့ပဲလန်ဒန်ကအလုပ်တွေကိုလက်စတက်ပြီးပြန်လာခဲ့လိမ့်မယ်ငါတို့ကိုနေစိတ်မှာတော့ကြိုရမှာဆိုတော့ငါတော့ရမယ် တီဒက်ကတော့စိတ်ထဲမှာမနာလိုမုံတိစိတ်တွေတော်တော်လေးပြင်းထန်နေခဲ့ပါတယ်။ဒီကုမ္ပဏီပိုင်ရှင်ကတော့သူ့ရဲ့တငယ်ချင်းဖြစ်ပြီးသူ့ဘယ်နေရာမှာမှအလုံးမရတဲ့အချိန်တွေကတငယ်ချင်းဖြစ်သူကကုမ္ပဏီမှာနေရာတစ်ခုပေးချခဲ့ရပါ။မိုဟန်ကတော့တော်တော်လေးကိုတော်တဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်ပါ။သူ့မှာမိန်းမနဲ့ညီမလေးတယောက်လည်းရှိပါတယ်။သူကသူ့ရဲ့ညီမလေးကိုတော်တော်လေးချစ်ပါတယ်။အလိုလိုက်ပြီးတော့ထထားခဲ့ရပါ။ကြည့်ပါဦးကြည့်ပါဦးငါရောင်မလေးကလှလိုက်တာ။ ဗီဒီယိုကောင်းတဲ့အမြင်နဲ့စကားပြောနေခဲ့ပြီးအခုတွေ့ရတော့လေငါရောင်မလေးကတအားလာတာပဲကျမလည်းရောင်မနဲ့အခုလိုအပြင်မှာတွေ့ရတာတကယ်ဝမ်းသာပါရဲ့ရှင်အကိုရဲ့မင်္ဂလာဆောင်တော့ကတော့ကျမမလာနိုင်ခဲ့ဘူးအခုဘလို့မဆိုရောက်လာပြီဆိုတော့အကိုတို့ရဲ့ပထမအဦးဆုံးမင်္ဂလာနှစ်ပတ်လည်နေ့ကိုတော့ကျမခံခံနနာလုပ်ပေးမယ်နော်ကျမအကိုရဲ့မင်္ဂလာဆောင်နှစ်ပတ်လည်ကိုမှတ်မိပါတယ်နောက်ထပ်နှစ်ရက်လောက်ဆိုရင်တော့တစ်နှစ်ပြည့်ပြီမလားကောင်းပါပြီညီမလေးရဲ့ငါညီမလေးပြောတဲ့ပုံစံအတိုင်းပဲအရာအလုံးဖြစ်လာစေရမယ်နော်ဒါနဲ့တကယ်ချင်းတည်တတ်ချင်း ညနေကျရင်အင်ကိုလာခဲ့ပါအောင်ကောအရေးကြီးတဲ့ကိစ္စတစ်ခုပြောစရာရှိတယ်။ညနေခင်းမှာဒီဒက်ကလည်းအင်ကိုလာခဲ့ပါရယ်။ဒီဒက်နဲ့ရှီတယ်တို့နှစ်ယောက်လုံးပထမဦးဆုံးအကြိမ်တွေ့ကြပါရယ်။ကဲဒီဒက်ငါတို့အိမ်မှာကျင်းပမဲ့ပါတီပွဲအတွက်လိုအပ်တဲ့ပြင်ဆင်မှုတွေအားလုံးမင်းကိုယ်တိုင်လုပ်ရမယ်။အကိုပါတီပွဲကိုဘယ်လိုပြင်ဆင်ရမလဲဆိုတာကိုညီမလေးကိုယ်တိုင် OCB လုပ်ပေးမယ်နော်။ဒါဆိုရင်တော့ကောင်းပြီ။ငါညီမလေးပြောတဲ့ပုံစံအတိုင်းပဲမင်းတသေးချာချာလိုက်လုပ်ပေးလိုက်ပါ။ဟုတ်ကဲ့ရပါရစီယာရှီတက်လီမနက်ပြန်ကြရင်ငါ9နာရီလာခင်မယ် ဒါဆိုရင်တော့ငါနဲ့အတူတူဘာရီပြင်ဆင်ရမလဲဆိုတော့ကိုလိုက်ကြည့်ပေါ့ဟုတ်ပြီလားကောင်းပါပြီရှင်မလည်းပြန်ကြရင်ကျမတို့တွေ့ကြမယ်နော်နောက်နေ့မှတော့ဒီရိုက်ကလည်းရှီတက်ကိုခေါ်သွားပြီးပါတီပွဲကျင်းပမယ့်နေရာကိုလိုက်ဆောင်စားပါတယ်ဒီဟိုတယ်ကိုကျမတို့သဘောကျတယ်7 star hotel လေးဖြစ်တဲ့အရန်ကိုလည်းခန်းနာလို့နဲ့ဒီနေရာကကျမအကုန်နဲ့ရောင်းမနှစ်ယောက်လုံးအတွက်ဆိုရင်တော့တင့်တော်ပါတယ်သူတို့ရဲ့မင်္ဂလာနှစ်ပတ်လည်နေ့ကိုကျမဒီနေရာကိုပဲရွေးချယ်လိုက်ပြီးကျမတေချပြင်ဆင်ခြင်းနဲ့ပွဲကိုအရန်ကိုလှလှပပပြင်ဆင်ထားပေးမယ်လူတွေအကုန်လုံးငြိမ်းချနေစေရမယ်ရှင် ကောင်းတာပေါ့ဒါဆိုရင်တော့ဒီဟိုတယ်ကိုပဲကျွန်တော်ဖုတ်ကင်တင်ထားလိုက်ပါမယ်ဒါနဲ့ခမ ्या ကရောဘရော့လက်ထက်မှာလဲကျမလားကျမတော့မသိသေးပါဘူးရှင်အခုမှကျမကြောင်းပြီးရုံပဲရှိသေးရလေကျမအခုလောလောဆယ်ရောလောလောလတ်လတ်နေချင်သေးရယ်ဒီရက်ကတော့ကောင်းမောင်းနေရင်လည်းရှီတက်လျက်လက်ကိုကင်လိုက်ပါရီအဆော်ရီပါဗျာကျွန်တော်မတော်တဆထိမိသွားတာစိတ်ဆိုးပါနဲ့နော်ရှက်ပါရရှင်ကျမတို့ကအလောက်တောင်အတူတူလုံနေကြပြီပဲ။ဘာတွေကိုတလောက်တောင်မှစိုက်ထုတ်ရှားနေရတာလဲ။မလန့်ပါနဲ့။ကျမစိတ်မဆိုးပါဘူး။မဟုတ်တော့ ခင်ဗျားတို့အရန်ကိုချမ်းသာတဲ့တထေးကြီးရဲ့ညီမလေးကျွန်တော်ကသူ့ရဲ့ကုမ္ပဏီမှာအလုပ်လုပ်တဲ့တာမန်ရောင်းဝင်တန်းအလုပ်သမားလေးတယောက်ကျွန်တော်ကခင်ဗျားလိုတထေးသမီးကိုထိရဲပါမလားဗျာဒီ desk ကလည်းတနားစရာကောင်းတဲ့ပုံစံနဲ့တထေးသမီးလေးကိုလှည့်စားနေခဲ့ပါတယ်ရှီတယ်ကအတော်ယူသားပါတယ်ဒါကြောင့်သူပြောတဲ့စကားတွေကိုနားထောင်နေနဲ့သူ့ကိုတနားလာခဲ့ပါတယ်ဒီလိုနဲ့နောက်ဆုံးမှာတော့ပါတီပွဲလေးကိုရောက်ရှိလိုလာခဲ့ပါတယ်ပါတီပွဲကိုပရိသတ်တွေအများကြီးရောက်လာပါတယ်လှုပ်ဖို့ကင်ဘတ်တွေဝင်တန်းတွေအားလုံးလာတဲ့အတွက်ဒီ desk လေးပါတီပွဲကိုတက်ရောက်ပါတယ် သူကအရန်ကိုလှပလောနဲ့ရှီတဲလ်ကိုပဲကြည်နေပါရီရှီတဲလ်ကိုရိုင်းကလည်းသူ့ကိုပဲကြည်နေခဲ့ပါရီပါတီပွဲကိုတရောက်လာခဲ့ကြတဲ့သူတွေကတော့ပါတီပွဲကိုစိတ်ပါလက်ပါနဲ့ပေါင်းရင်ဆင်နွှဲပြီးစားတောင်းနေကြပါရီဒီလိုနဲ့နောက်ရှိကရှိသွားခဲ့တဲ့အခါမှာတော့အကိုပါတီကအရန်ကိုခန်းနာလောနဲ့လို့မထင်ဘူးလားကျမကတော့ပါတီကိုစိတ်တိုင်းကြလှုပ်ခဲရတဲ့အတွက်ကြောင့်မို့လို့သဘောကျတယ်ဒီ댓ကလည်းပါတီပွဲကိုတော်တော်လေးကိုစိတ်အားလက်အားထက်တန်စွာနဲ့လှုပ်ပေးခဲ့ရနော်ကျေးဇူးများကြီးတင်ပါတယ်ဒီ댓ကြီး ဘာလို့ဂျေဆုတင်နေရတာလဲဂျေဆုတင်စရာမလိုပါဘူးကျွန်တော်ရဲ့အလုပ်ပဲလေသူကကျွန်တော်ရဲ့ company function တထည့်ပြင်ကျွန်တော်ရဲ့တငယ်ချင်းဆိုရင်လည်းဟုတ်ပါတယ်တခါတလေကြရင်တော့ကျွန်တော်အသုံးမချရင်သူကဒေါသထွက်သေးရပြမင်းရလဲကွာမင်းလို့တဲ့အလုပ်တွေကမှားရွေးနေရင်တော့ငါဆူရမှာပေါ့ဒါနဲ့နေပါဖြစ်လို့ဒီနေ့ရောင်းဝင်လာရတာလေဒီနေ့နေအပြင်သွားမယ်ဆိုအကိုညီမလေးစဉ်းစားထားတာတခုရှိရယ်ဒီနေ့အစပြီးညီမလေးလည်းရုံးတက်ပြီးအလုပ်လုပ်တော့မယ်အိမ်မှာပဲထိုင်နေတာတော့ပြင်းစရာကောင်းတယ်အကိုရယ်အလုပ်လုပ်တော့ညီမလေးလည်းစိတ်ပြေလက်ပြောက်ဖြစ်တာပေါ့ ကောင်းပြီလေနေအလုံးလုံးချင်တယ်ဆိုလို့ရှင်ပိုတော့ကောင်းသေးတယ်လာခဲ့ပေါ့ငါနေအလုံးတင်ပေးမယ်ဒါနဲ့ငါညီမလေးမွေးနေကြရင်ဘာလို့ချင်လဲဆိုတာကိုလည်းပြောပါအောင်မနေ့ဖြန်ကြရင်နေရမွေးနေဆိုတော့ငါနေမွေးနေလက်ဆောင်ကောင်းကောင်းလေးပေးချင်တယ်အပြင်သွားကြမယ်ဆိုရင်ရောဘလို့လဲကောင်းတာပေါ့ရှင်ကျမတို့အတူတူအပြင်ကိုသွားကြမယ်လေအကိုရဲ့နောက်နေ့ကတော့ရှီတက်လျက်မွေးနေပွဲဖြစ်ပါတယ်အိမ်မှာအကိုနဲ့ရမဖြစ်သူကတော့ "तुम ရောက်လာမယ့်အချိန်ကိုစောင့်ဆိုင်နေကြပါတယ်"ကျမတို့ရဲ့ဗီဒီယိုလေးကို like and subscribe လုပ်ရသေးဘူးဆိုရင်တော့လုပ်ပေးသွားဖို့တောင်းဆိုလိုက်ပါရစေရှင်။ ငါတော့ရောင်ကုန်မယုံနိုင်ဘူးငါရဲ့စကားတခွန်းနဲ့ကိုနားထောင်ပြီးမင်းငါ့ရဲ့အိမ်အထီကိုလိုက်လာခဲ့တယ်နော်ကျမရှင်ကိုအရန်ချစ်တယ်တိတယ်ကျမရှင်နဲ့အတူတူအချိန်ဖြုံးရတာအရန်ကြိုက်တယ်တိလားကျမရှင်နဲ့ပဲနေချင်တော့တယ်ဒါပေမဲ့နင်းကိုကတော့ငါတို့ကိုဘယ်တော့မှသဘောတူမှာမဟုတ်ဘူးဆိုတော့ကိုတော့သိရမလားမင်းနဲ့ငါနဲ့ကဘဝရည်အရောင်ကွာခြားလုံးပါတယ်အချိန်နေချင်းလည်းမတူဘူးလေကိစ္စမရှိပါဘူးရှင်တီတို့ဘာမှစိုးရင်မနေနဲ့နော်ကျမရှင်နဲ့အတူတူနေဖို့အတွက်ဆိုရင်တော့ဘာမှစိုးလို့ဖို့အတွက်အသင့်ပဲတိလားကျမရှင်ကိုတားချစ်တယ် ဒါပေမဲ့နေရအကိုတော့သဘောမတူဘူးဆိုရင်ဘယ်လိုလုပ်ကြမလဲမင်းကိုလုံးဝသဘောမတူရဲ့အခါကျရင်မင်းငါနဲ့အတူတူခိုးရလိုက်ပြေဖို့အတွက်ရောအဆင်သင့်ပဲလားဒါပေမဲ့အကိုသဘောမတူဘူးဆိုရင်ကျွန်မရှင့်ကိုပဲရွေးချယ်မှာပဲကျွန်မပြောတယ်မလားရှင့်တော့ဘာမဆိုအားလုံးလုံးပေးနိုင်ပါတယ်ဆိုနေမှာဒီရက်ကတော့ရှီတယ်ကိုသူ့ရဲ့အချစ်တွေနဲ့လှည့်စားထားခဲ့ပါတယ်သူက စိတ်ထဲကနေမိုဟန်ကိုတတော်လေးမနာလို့ဖြစ်နေခဲ့ရပါ သူက ရှီတယ်ကိုယူပြီးနောက်မှာတော့သူ့ရဲ့တငယ်ချင်းကိုလက်စားချစ်ချင်နေခဲ့ရပါ ရသည်သူ့ကိုတခါတဲ့အဆုံးတပြစ်လိုက်ပြီးပိုင်ဆိုင်မှုတွေအားလုံးကိုလည်းသူကအပိုင်သိမ်းကျင်ခဲ့ပါရဲ့။ညနေခင်းမှာသူကလည်းသူ့ရဲ့လူစိုးတငယ်ချင်းတွေနဲ့ကျောင်းထင်မှာသွားတွေ့ပါရဲ့။ဒီနေရာမှာသူကမြို့မှာရှိတဲ့တခေကြီးတွေနဲ့အရာရှိကြီးတွေကိုပြန်ပေးဆွဲပြီးခေါ်လာပါရဲ့။ပြီးရင်တော့သူ့ရဲ့မိသားစုဝင်တွေရှိကနေပြီးပတ်စံနဲ့ငွေကြေးတွေအများများတောင်းပါရဲ့။ဒီလိုနဲ့သူတို့တငယ်ချင်းအုံစုကပတ်စံရှာနေခဲ့ကြတာပါ။မင်းကတော့တကယ်အကျော်လေးကိုကောက်ကျစ်လှည့်စားတဲ့ကောင်ပဲ။မင်းကတော့တရက်အောင်ရှာအင်းကြီးကြီးဝေပြီးလူတွေကြားထဲမှာနေတယ် မသိရင်တော့အရန်ကိုရိုးသားဖြောင်းမတ်တဲ့ပုံစံပဲနော်ညနေဆိုရင်တော့မင်းရဲ့မတူညီတဲ့ပုံစံကိုငါတို့တွေတွေးခွင့်ရတယ်ဒါနဲ့တခုတော့လက်ခံရမယ်ခမရဲ့ပုံစံကိုကြည့်လိုက်တာနဲ့တကယ်ကိုမကောင်းတဲ့ကောင်လူတွေကိုပြန်ပေးဆွဲပြီးပတ်ဆံရှာတဲ့ကောင်ဆိုပြီးဘယ်သူမှထင်အောင်ထင်မှာမဟုတ်ဘူးအားလုံးကခမရကိုတွေးရနဲ့ယုံကြည်သွားကြမှာသီလားရဲရဲကိုတိုင်းကလည်းကျွန်တော်တို့ကိုလိုက်ရှာနေတာတော်တော်လေးကြာနေပြီနော်ဟုတ်တယ်အခုအကောင်ကြီးကြီးဖမ်းမိထားတယ်တိတ်မကြခင်မှာအဲ့ဒီကောင်မလေးကိုငါပြန်ပေးဆွဲလာခဲ့မယ်သူကိုယ်တိုင်ငါနဲ့လိုက်ခဲ့မှာ နောက်ထပ်၄ရက်ကြာလို့ရှင်တော့မင်းတို့ငါပြထားတဲ့နေရာမှာလာတွေ့ကြဟုတ်ပြီလားဒီရက်ကျဲဒီအမှန်တရားကိုတော့တငယ်ချင်းဖြစ်သူလုံးဝမသိခဲ့ပါဘူးသူရဲ့တငယ်ချင်းကမြို့မှာရှိတဲ့နမဲကြီးရဲ့လူစုကိုင်အဖွဲ့ဝင်တယောက်ဖြစ်နေတာပါဒီရက်ကျဲတူတူနေနေရင်နဲ့ချီတက်လက်ပုံစံပြောင်းလာပါတယ်ဒီနေ့ဈေးကနေပြန်လာတဲ့အချိန်နင်းတဲ့ဒီရက်ကျဲတို့စားတောက်ဆိုင်မှာအတူတူထိုင်နေတာကိုငါတွေ့လိုက်တယ်အဲ့တော့ဘာရီမားထူးခြားနေလို့လဲကျွန်မဒီရက်ကျဲနဲ့အတူတူနောက်ထပ်စီးပွားရေးလုပ်ငန်းရှင်တယောက်ရဲ့ကိစ္စအကြောင်းကိုဆွေးနွေးနေတာ အခုကိုရိုင်းက project အသစ်တစ်ခုကျမပေးထားတယ်လေအခုလည်းကျမသူနဲ့အတူတူ meeting တစ်ခုသွားတိုက်ရအောင်မယ်အပေါ်ရင်လိုက်ပြီးတော့စဉ်းစားမနေပါနဲ့သွားတော့မယ်ပူကြကဘာမှချက်မပြောတော့ပါဘူးသူ့ရောင်မလေးအမှန်တကယ်ပဲအလောက်ကြောင့်ပြောနေရဲ့လို့ထင်သွားပါတယ်ရှီတက်ကတော့သူ့ကိုနဲ့ရောင်မနှိမ့်အောင်လုံးကိုလှည့်စားနေခဲ့ရပါတရားမှာတော့သူမမလုပ်သေးနဲ့အမားတစ်ခုကိုလုပ်ခဲ့ပါတယ်ကျမအမြဲတမ်းတော့အိမ်ပေါ်ကဆင်းလာခဲ့ရပါအခုကျမတို့ဘယ်ကိုသွားကြမလဲငါတို့ထွက်ပြေးကြမယ်ငါမေးကိုစောင့်မျှော်နေခဲ့တာတော်တော်လေးကြာနေပြီလေသူတို့တွေကဘယ်သူတွေလဲ ကြောက်မနေပါနဲ့သူတို့ကငါရဲ့တငယ်ချင်းတွေပဲမင်္ဂလာဆောင်မဲဆိုရင်တော့တတ်သိလို့ရမလားဟုတ်တာပေါ့ရှင်ဟုတ်တာပေါ့ရှီသဲလ်ကတော့ထောင်ကြောက်ထွဲကိုတဖြည်းဖြည်းတိုးဝင်သွားနေခဲ့ပါတယ်ဒါရီကိုတော့ဒီမကိုယ်တိုင်းလည်းမသိပါဘူးဒီမအတူတူလိုက်သွားခဲ့တာကလူဆိုးတွေနဲ့ပါဒါအခုကျမတို့ဘဲကိုသွားနေရလဲဒီလမ်းကနေသွားမှာမဟုတ်ဘူးနဲ့တူတယ်နော်ကျမတို့ဟိုကလမ်းကနေသွားမှာလေရှင်ဘဲဟိုသွားနေရလဲကိုဗစက်ပိတ်ထားကြမှာမင်းရဲ့အလောင်းကိုနေရာချထားပြီးသွားတော့မှာပဲငါမင်းနဲ့စကားပြောမယ်ရှီသဲလ်ကလည်းဒီရက်ကျထိုးစမ်းတဲ့ပုံစံကိုတွေ့ပြီးလမ်းဖြန့်ခဲ့ပါတယ် ကျွန်မဖုန်းခုချက်စင်ပေးကျွန်မကိုနဲ့ဖုန်းစကားပြောချင်တယ်နင်ပါစပ်ပိတ်ထားဟဲ့အောင်လေသူ့ကိုကိုဖုန်းဆက်ပြီးတော့ရှင်တော့သူ့ကိုကတော့ပြန်ပေးဆွဲထားတယ်ဆိုပြီးတော့ပတ်စံတောင်းပတ်စံကောင်းကောင်းရှာလို့ရပြီငါတို့သူ့ကိုရှိကောင်ပတ်စံယူပြီးသူ့ကိုသူ့ကိုစီပြန်လှုပ်မယ်ဆိုရင်လည်းဘာမှမထူဘူးသူအမှန်တရားတွေအားလုံးပြောလိုက်မှာအဲဒါကြောင့်ငါတို့သူ့ကိုအပေါ်ပို့မှဖြစ်မယ်ဒီတဲ့ချင်းအမှန်တရားတွေကိုသိသွားတဲ့ရှီတယ်ကတော့ငိုပဲငိုနေပါလေသူလည်းဒီတဲ့စကိုတတော်လေးမုန်တိရရှာသွားပါလေတဖက်မှာပူဇာကတော့စိုးရိမ်နေပါလေဘလို့လုပ်မလဲရှင်အခုချိန်ထိသူဖုန်းမကင်ဘူး ူကိုဒီဒက်တခုခုလုံးလိုက်ကြများလားအခုတလောဒီဒက်နဲ့ရှီတာခဏခဏတွေးနေကြတယ်ဒီဒက်ကိုလည်းဖုန်းဆက်တာဖုန်းမကင်ဘူးလေငါကိုရိုင်းလည်းနည်းနည်းလေးစောရင်လာပြီကျမကျမတို့ဒီအကြောင်းတွေရဲကိုတိုင်ထားမှကောင်းမယ်နဲ့တူတယ်နော်ဟုတ်တယ်မင်းပြောတဲ့စကားမှန်တယ်ဒီလိုနဲ့ရဲတွေကလည်းရှီတက်ကိုလိုက်ရှာပါတယ်ဒါပေမဲ့တပတ်မှလူစုံတွေကရှီတက်ကိုပြည့်တဆအင်ကိုရောင်းစားဖို့အတွက်ခေါ်လာခဲ့ပါတယ်ဒီဒက်ကရှီတက်ကိုရောင်းစားခဲ့ပြီးပြန်လာနေခဲ့တဲ့အချိန်မှာပဲရဲလက်ထဲဖမ်းခံခဲ့ရပါတယ်ကျောစန်းငိုင်းညမလေးဖဲမလေးမင်းရဲ့ညမလားသူ့ငါရောင်းစားလိုက်ပြီ ဒီကောင်ကတကယ်ကိုလူဆိုးပဲသူ့ကိုငါတို့လိုက်ရှာနေတာတော်လေးကြာနေပြီသူကလူဆိုးဟုတ်လားမင်းငငယ်လေးကလေးကအကျင့်တွေအခုချိန်ထိမပြောက်သေးဘူးပေါ့မင်းကြောင့်ငါတီးခဲ့ပါတယ်ဒါပေမဲ့ဒီလောက်ထိအောက်တန်းကြားလိုက်မယ်လို့တော့ငါမထင်ထားဘူးမင်းလိုမျိုးအောက်တန်းကြားတဲ့ကောင်ငါတငယ်ချင်းတော်ထားတာပဲမင်းကငါတို့ပြောနေအမှန်အတိုင်းပြောပြနော်အမှန်အတိုင်းမပြောလို့ကတော့မင်းကငါတို့ရိုက်ရိုက်ပြီးအသက်ထွက်အောင်လုပ်ပြမယ်မင်းအသက်ထွက်ခံနေရေတောင်တောက်နိုင်မှာမဟုတ်ဘူးကျွန်တော်ရဲ့အသက်ကိုထုတ်ပြလိုက်မယ်ဆိုရင်တော့အမှန်အတိုင်းမပြောဘူးဒီကောင်အမြဲတမ်းကျွန်တော်အရှက်ခွဲနေခဲ့တာ ကျွန်တော်အမြင်နဲ့လက်စားချေချင်နေခဲ့ရအခုနောက်ဆုံးခမရဲ့ညီမကိုကျွန်တော်ရောင်းစားပြီးလက်စားချေခဲ့ပြီကျမတို့ရှီတက်ကိုလိုက်ရှာမှဖြစ်မယ်သူလည်းကျမတို့ကိုစက်တွေဖို့ကြိုးစားနေမှာပဲတော်လေတော်ကေငါကသူ့ကိုပြည့်တစအိမ်မှာရောင်းစားလိုက်တာအခုလောက်ဆိုလို့ရှင်တော့သူလည်းနံပါတ်ပြားရရသွားတော့ပြီငါ့ရဲ့အလုပ်ကတော့ပြီးသွားပြီလက်စားချေတော့ပြီးပြီရဲရီကဒီဒက်ကိုတော်တော်လေးရိုက်ပါတယ်ဒီနောက်မှာတော့သူတို့လည်းပြည့်တစအိမ်တိုင်းမှာသွားရှာကြပါတယ်နောက်တော့ရဲရီကလည်းပြည့်တစအိမ်မှာဝင်ဖန်ပါတယ်ကျန်တဲ့မိန်းကလေးတွေကလည်းမတက်တာလို့ဒီလုံလုံနေကြရတာပါ တို့တို့အားလုံးလည်းနေရာတွင်နေကနေလမြောက်လာခဲ့ကြပါရဲ့ကျမမှာတော့ပါရဲ့အကိုခွန့်လှပါရောင်းမလည်းကျမကိုရှင်းပြခဲ့ပေမဲ့ကျမလှုပ်ချင်တာတွေလှုပ်ခဲ့မိရဲ့ကျမကိုခွန့်လှပါရှင်ရှိတတ်သိပါရဲ့ဒီနေ့သူ့ဘဝပြက်စီတော့မလို့ပါဒါကြောင့်သူလည်းဘဝမှာဒီလိုအမှားထမ်းမှားဖို့အတွက်ဆုံးဖြတ်ခဲ့ပါရဲ့ဒီတော့ကျေသူလှုပ်ခဲ့ရဲ့အမှားတွေအတွက်ပြစ်ဒဏ်ခံရပြီးနှစ်တွေကြာကြီးထောင်ကျသွားပါရဲ့ဟုတ်ကဲ့ပါဗီဒီယိုလေးကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပါပြီနောက်ထပ်ဗီဒီယိုလေးမှပြန်လည်တွေ့ဆုံကြပါဦးမယ်ကျေးဇူးတင်ပါတယ်